အခုကျမကျမအမေနဲ့ကျမအာအကြောင်းကျမပြောပြရတယ်ကျမမောင်နဲ့ကျမအကြောင်းပြောပြရတယ်အဆက်ရှိတဲ့ပြင်တော့ပြရတယ်ဆိုတာကဒါကျမတို့ကမိသားစုတွေဖြစ်တယ်ဆိုတော့တချို့နေရာမှာအာအဲ့ဒါတွေကတိတ်ပြီးတော့အရေးမကြီးဘူးလို့ပြောလို့ရတယ်ဥပမာဖြင့်ကျမအမေနဲ့ကျမဖြစ်တယ်ဆို เนาะ तू อ่ะ victim เนี่ยมาเลย तू อ่ะจริงๆเนเน่နေတာပဲ جماعه လေ तू ဘာမှအာဒီအသက်90ရောက်တော့မှာ victim เนี่ยမှာမနေရောက်ပါ냐 جماعه तू ကိုပွားနေမှာမဟုတ်ဒါအမေနဲ့သမီးနဲ့တယောက်နဲ့တယောက်ဂရုစိုက်တယ် جماعه တို့ကြားမှာရှိရဲ့ချစ်ချင်းမြတ်တာပဲ तू อ่ะလေ جماعه ကိုအားကိုးတယ်အဲ့လိုသဘောမျိုးဒါကို جماعه ဥပမာအနေနဲ့ပြောပြတာဖြစ်တယ်เนาะအဲ့ဒါကြောင့်မလို့ جماعه အခုဒါပြောပြတာနားထောင်လို့အိမ်ကအမေတွေအဖေတွေသွားပြီးပြဿနာရှာဖို့တော့မဟုတ်ဘူးเนาะ جماعه အိမ်မှာဖြစ်တဲ့ဟာကိုပြောပြတယ်ဒါပေမဲ့ it's okay ဒါပေမဲ့ it's not okay တဲ့အားကရှိတယ် နော်အဲ့ဒါကဘယ်လိုနေရာမျိုးမှာဖြစ်တာလဲဥပမာပြကျွန်တော်တို့ relationship တွေမှာပဲထားလိုက်ပါ relationship တွေနော်နောက်တစ်ခုကကြတော့ relationship မဟုတ်ပေမဲ့လေဒီလိုကိစ္စတွေမှာလူတွေကဘာဖြစ်လဲဆိုခုနကျွန်မအမေလူမျိုးအသက်90ကျော်အဖွားကြီးလည်းမဟုတ်ဘူးနော်ငငယ်ရွယ်တန်နှုံးမြန်နှုံးပဲနော်အဲ့ဒီအချိန်မှာအုံနောက်ကလည်းတွေးနိုင်လို့မယ်ဒါပေမဲ့သူ့အလိုလိုနေရင်းကို victim နေရာကိုထိုးစင်းနေတဲ့လူတွေအများကြီးရှိတယ်သူများပြောသမျှတွေအကုန်လုံးခံနေတယ်နောက်တစ်ခုကလည်း နော်အဲ့နေရာမှာ तू အရန် comfort ဖြစ်နေတယ်အစ်စ်တစ်ခုကို challenge လုပ်ဖို့အရန်ကြောက်တယ်နောက်တစ်ခုဘာလဲဆိုလို့ရှိရင်ကိုလိုရာမရအောင်ဆိုသူများအောင်သွားပြောအပြစ်တင်တယ်ဥမာထားလိုက်ပါတော့နော်ကလေးတယောက်ကနော်ตาตาတယောက်ကပေါ့နော်ตาတယောက်ကအမွေလိုချင်တယ်အမွေလိုပက်ဆန်လိုချင်တယ်ပက်ဆန်လိုချင်တော့အမေစီကနေပြီးတော့အမွေတောင်းတယ် ်မွေတောင်းတဲ့ခါကျတော့အမေကမပေးဘူးပြောတဲ့ခါကျတော့ဟာအမေတို့ကဟောတေတော့မတေနိုင်သေးဘူးနော်အဲ့လိုမျိုးပြောတဲ့ပုံစံမျိုးနဲ့တူတယ်အဲ့ဒါ victim role မှာရမယ်ဘာလို့လဲဆိုတော့ကိုယ်မှာရှိရဲ့မပြေလည်မှုတွေအခက်အခဲတွေအဲ့ဒါတွေအကုန်လုံးဒီတခြားတယောက်ပုံမှာတာဝန်ရှိတယ်လို့သူ့စိတ်ထဲမှာထင်တာသူ့မှာဒီဟာတွေမပြေလည်ဘူးခက်ခဲတဲ့အကျဉ်းနှံ့မှုတွေရှိရတယ်ဒါပေမဲ့အဲ့ဒါကိုခုပေးရမှာအမေမှာတာဝန်ရှိရအဖေမှာတာဝန်ရှိရနော်ဘယ်သူ့အကြောင်းမလို့ဒီလိုမျိုးဖြစ်တာ ဒါလုတ်ပေးသင့်တာပေါ့အဲ့တော့ကိုဘကိုဖြစ်တဲ့ကိစ္စကိုဘဝနဲ့ကိုကိုတောင်ဝင်ကိုယူရမယ့်ကိစ္စမှာဘာဖြစ်နေရလဲဆိုသူများကိုသွားပြောအဖြစ်တင်တာအဲ့ဒါတွေကဘာဖြစ်လာလဲဆိုလို့ရှိရင်အဲ့ဒါတွေကအဲ့ဒါတွေက shock ရှိလာတာတကယ်တော့ပြောရမယ်ဆိုလို့ရှိရင်နော်အဲ့ victim နေရာကိုပဲအတင်းကိုထိုးဆင်းနေပြီးတော့အကုန်လုံး blame နေမယ်နော်ခံစားချက်တွေကအမျိုးဆုံး emotion တွေအမျိုးဆုံးဖြစ်နေမယ်နော် ူကိုယ်သူဘာလဲဆိုလို့ရှိရင် powerless ဖြစ်နေမယ်ငါပဲခံနေရတယ်ဆိုရက်ဟာမျိုးပေါ့နော်အဲ့မျိုးတွေဖြစ်နေရဆိုလို့ရှိရင်အဲ့ဒါပြဿနာရှိရဲ့အဲ့တော့ကျမဆိုလို့ရှိရင်ဒါ rescue ရဲ့နေရာမှာကျမနေရလို့ပြောတယ်ဒါပေမဲ့အဲ့ဒီ rescuer ကျမအဲ့ဒီ rescuer နဲ့ persecutor နှစ်ခုကလည်း role ကလည်းရောတယ်နော်အဲ့တော့ကျမအများသောအားဖြင့် rescuer မှာနေတယ်တစ်ခါကြံ့နေကျမအဲ့လို persecutor သွားလုတာပဲသူများကိုကျမသွားပြီးအနိုင်ရှင်နဲ့ပူကြတယ်နော်အဲ့လိုမျိုးလည်းကျမလုတတ်တာပဲဒါပေမဲ့အများစုနေတာ rescuer ိမ်မှာနေရဒါပေမဲ့အိမ်မှာနေရင်တန်းလန်းနေကျမဒီဘာသွားလို့လဲ victim နဲ့ကျမဖြစ်တယ်အဲ့ဘလို့ဖြစ်တာလဲ victim ဘလို့ဖြစ်တာလဲဘလို့ဖြစ်တာလဲဆိုကျမဘလို့ဖြစ်တာလဲဆိုတော့ဟာငါကြီးပဲလုံနေရတာပဲအဲ့ဒါ victim ကိုစင်းသွားတာကျမအမေကျမကိုပြောတယ်ဘာလဲဆိုတော့အာညဘဲတဲ့တနာကြီးရဲ့မီးပြန်လာလို့ရှိရင်လည်းမီးဘသူထပြောင်းလေတဲ့ကျမကသူကအဲ့လိုမေးရဲ့ပြီးတော့ကျမဖြေလိုက်တယ်ဒီဂျိုမကြီးပဲပေါ့မေးရဲ့လို့ကျမအဲ့လိုဖြေလိုက်တယ်အဲ့ဒါအဲ့ဒါဘာလဲဆိုတော့ victim နေရာကိုကျမရောက်သွား နော်ဘာဖြစ်လို့လဲဆိုတော့ဟုတ်တယ်လေအိမ်မှာနော်ရေပြည့်နေရရေချန်နေရဆိုလဲအဲ့ဒါသိတာကျမပဲတကူကူပစ္စည်းမပြတ်နဲ့ပြတ်တယ်အဲ့ဒါဆိုဘသူအရင်သိတယ်ကျမပဲအရင်ဆုံးသိတယ်နော်အဲ့တော့မီးပြတ်တယ်မီးပြောင်းတယ်အဲ့ဒါဆိုလို့ရှိရင်လည်းပါလေအဲ့ဒါကျမပဲလုပ်ရတာနော်အဲ့တော့ကျမကအဲ့လိုမျိုးပြောလိုက်တာပေါ့နော်အဲ့တော့စိတ်ထဲမှာဘာဖြစ်လဲဆိုလို့ရှိရင်အော်ငါကကြီးပဲလုံနေရတယ်ဆိုတဲ့ဟာကိုသွားဖြစ်တာအဲ့ဒါကပါလေဆို victim နေရာမှာရောက်သွားတာပဲ rescue နေရာမှာနေပြီးမဲ့ victim နေရာကိုဘာဖြစ်လဲဆိုလို့ရှိရင်ရောက်သွားတာ အဲ့ရနေပြီးတော့ဒါ drum and triangle အဲ့ drum and triangle တွေမှာလူတွေတော်တော်များများအဲ့လိုပုံစံနဲ့အဲ့လို role တွေကိုရောက်ဒီရောက်နဲ့ role တွေ play တယ် power တွေ play တယ်အဲ့လိုပုံစံနဲ့ကျမတို့ကနေကြတာဖြစ်တယ်ဒါပေမဲ့အဲ့ရနေပြီးတော့ကျမတို့ရုံးထွက်လို့ရတဲ့ဟာတခုရှိတယ်အဲ့ကဘာလဲဆို self awareness ပဲကိုကိုကိုသိနေရဆိုလို့ရှိရင် drama triangle ရဲ့အပြင်ဘက်ကိုကျမတို့ရောက်တယ်အဓိကတော့ self awareness ဆိုတာဘာလဲဆိုရှင်ကိုဘာဖြစ်နေလဲဆိုတာကိုသိရမှာကိုဘယ်လိုခံစားနေလဲ ဥမာကျမပြောသလိုမျိုးပေါ့နော်အခုကျမကိုယ့်အကူသိတယ်လေ rescue နေရာကိုရောက်နေရယ် victim နေရာကိုရောက်နေအဲ့ဒါကိုသိတယ်ဆိုတော့အဲ့ self awareness ရှိရယ်ဆိုလို့ရှိရင်ကျမတို့ကဘာလုပ်လို့ရလဲဆိုလို့ရှိရင်အဲ့ရနေပြီကျမတို့ဒုံးထွက်လို့အဓိကအဲ့ဒါသိဖို့နော်ဒီမှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ victim နေရာကနေကျမတို့ဘယ်နေရာကိုထွက်နိုင်လဲဒါထွက်သွားတာနော် trauma triangle တွေကနေပြီးတော့ကျမတို့ empowerment dynamic တွေကိုကျမတို့ထွက်သွား empowerment triangle လို့လည်းသူ့ကိုပြောတယ်နော် တော့ empower ဖြစ်သွားအဲ့နေရာမှာဘာဖြစ်လဲဆိုကိုက power ပြန်ပြီးတော့ရှိသွားတယ်ကိုယ့်ရဲ့ power ကိုပြန်ပြီးဆွဲယူတယ်ပြန်ပြီးတော့ retain လုပ်တယ်အဲ့လိုသဘောမျိုး victim နေရာနေသူကဘယ်လိုသွားလဲဆိုရင် creator နေရာကိုသွားတယ်နော် persecutor နေရာနေ challenger ဆိုတဲ့နေရာကိုသွားတယ် rescuer နေရာလူက coach ဖြစ်တယ်အဲ့ဒီဘက်ကိုသူလျှောက်သွားတယ်နော်အဲ့တော့ဒီမှာကြည့်မယ် empowerment triangle ဒီ triangle အစိမ်းလေးကိုပဲကြည့်မယ်ဆိုလို့ရှိရင်เนาะသူကဘာဖြစ်လဲဆိုလို့ရှိရင် create လုပ်တာ เนาะခုနပြောသလိုမျိုး victim ကခံရတယ်လို့တွက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင် empowerment triangle မှာရောက်သွားတယ်ဆိုလို့ရှိရင် तू ဟာသူ့ကိုယ်သူငါလုံနိုင်တယ်လို့တွက်တာခုနက victim နေရာမှာနေတော့သူ့ကိုယ်သူအရင် short တွက်ထားတယ်မာတီဒါရီမလုံနိုင်ဘူးငါသူမျိုးကိုမိခိုးရတယ်ငါမှအခက်အခဲတွေရှိတယ်အဲ့ဒီအခက်အခဲတွေအတွက်ကငါမှတောင်းဝင်မရှိဘူးသူမျိုးမှပဲတောင်းဝင်ရှိတယ်အဲ့ဒီသူမျိုးကြောင့်လို့ငါဒီလိုမျိုးဖြစ်နေအဲ့လိုမျိုး mindset ကနေပြီးတော့ သူက creator နေရာကိုရောက်သွားတယ်နော် creator ရောက် creator နေရာကိုရောက်သွားတဲ့အခါမှာဘာဖြစ်လဲဆိုငါလုံနိုင်တယ်နော်ငါဖန်တီးနိုင်တယ်ငါတိဆောက်နိုင်တယ်ငါပြုပြင်နိုင်တယ်ဆိုရက်နေရာကိုရောက်သွားတာ victim နဲ့ creator အဲ့ဒါလေးကိုကျွန်မနည်းနည်းရှင်းပြချင်တယ်နော်ဘာပါလဲဆိုတော့ victim နေရာမှာလူတယောက်က victim နေရာမှာရောက်နေရဆိုလို့ရှိရင် तू ကဘာဖြစ်သွားလဲဆိုလို့ရှိရင် तू စီမှာအအဖြစ်မရှိဘူး तू အဲ့ဒီမှာလုံးဝ stuck ဖြစ်တယ်ပိတ်သွားတယ်ဒါပေမဲ့ creator နေရာကိုရောက်သွားတယ် तू က तू စီမှာ possibilities and opportunities အဲ့ဒါတွေကိုအကုန်သိရ possibility ဆိုတာဖြစ်နိုင်ခြင်းတည်း opportunity ဆိုတာကအခွင့်အလမ်းတွေအဲ့ဒါတွေကိုသွားမြင်တယ် victim နေရာမှာဆိုလုံးဝမမြင်ဘူးအဲ့တော့ကျမဒီစာအုပ်ကလေးကျမထုတ်ထားတယ်ပေါ့နော်ဒါကျမနောက်ဆုံးထုတ်တဲ့ဟာလေးအဲ့မှာစာမျက်နှာ84မှာကျမအမျိုးသမီးအင်ရှင်မအမျိုးသမီးအင်ရှင်မတယောက်အကြောင်းရေးထားတယ်အဲ့ဒါလေးကိုဖတ်ကြည့်စီချင်တယ်အဲ့ဒါလေးဒီစာအုပ်ကလေးလက်ထဲမှာရှိရတူဆိုရင်ပေါ့နော် အဲ့အမကျွန်မနဲ့လည်းအပြစ်မှာတည်ရဒါတကယ်အကြောင်းပဲကျွန်မရေးထားတကယ်တကယ်အဖြစ်အပျက်အကြောင်းနေရှိသူ့အကြောင်းတွေကိုကျွန်မရေးထားကျွန်မဝမ်းသာတဲ့စိတ်နဲ့ဂုဏ်ယူတဲ့စိတ်နဲ့လေးစားအားကျတဲ့စိတ်နဲ့ချစ်ခင်တဲ့စိတ်နဲ့ကျွန်မရေးထားတာအဲ့အကြောင်းပဲအဲ့တော့ဘာလဲဆိုလို့ရှိရင်အဲပြောပြရမယ်ဆိုလို့ရှိရင်လူတွေကခက်ခဲတဲ့အခြေအနေတခုကျွန်မကျွန်မပုံစံတခုပေးမယ်အခုနားထောင်နေတဲ့သူတွေကိုကျွန်မပုံစံတခုပေးကြည့်မယ်နော်အဲ့ဒါဘာလဲဆိုတော့ကျမတို့က အတုံးစိတ်တွေတက်လာတယ်เนาะဈေးတက်လာတယ်เนาะအတုံးစိတ်တက်လာတယ်ဒါပေမဲ့ကျမတို့ရှာနိုင်တဲ့ income income ကတော့ stuck ဖြစ်တယ်အဲ့ဒါတက်မလာဘူး income ကတော့ဒီတိုင်းပဲဒါပေမဲ့300တာပါဖြစ်တယ်ရတာကတက်မလာဘူးဒါပေမဲ့300တာကတော့တက်သွားတယ်ဆိုအဲ့အခြေအနေမှာမလုပ်မလဲပေါ့เนาะဘာလုပ်မလဲအဲ့မှာဘာကွာသွားလဲဆိုအဲ့ mindset တွေကွာသွားတာအဲ့ victim နေရာမှာရှိရတဲ့သူနဲ့ creator နေရာမှာရှိရတဲ့သူနဲ့ mindset ကကွာသွားတယ် တော့ victim နေရာမှာရှိရသူဆိုလို့ရှင်ဘာဖြစ်လဲ။အာဒီလိုဒီလိုတွေအဆင်မပြေရဒီလိုဒီလိုမျိုးတွေကြောက်မလို့အဆင်မပြေရဟုတ်တယ်။မှန်တယ်။ဒါတွေကဖြစ်နိုင်တယ်။ဒါပေမဲ့အဲ့ဒီအရာတွေကကျမတို့ဒီဒီအာ control လုပ်လို့မရဘူး။ကျမအမြဲပြောခဲ့သလိုပဲကျမတို့ရဲ့ external factors တွေမှာရှိတယ်။ uncontrollable factors control လုပ်လို့မရတဲ့ factors တွေအပြင်ဘက်က factors တွေမှာပါနေတာ။အဲ့ဒါကိုတွားပြီး blame လုပ်ရင်ကိုယ်ဝဲမောသွားမှာ။ ဒါပေမဲ့ကိုက victim နေရာမှာနေရဆိုရင်ကိုကအဲ့ဒါကိုသွားပြီးတော့ blame တတ်တယ်နော်ဒါတွေဒါတွေကြောင့်မလို့အဆင်မပြေရပါပဲနော်ဟောငါ့ကိုဘယ်သူကပတ်စံမပေးလို့နော်အဘယ်သူကတော့လောက်အောင်မရှာလို့ပေါ့ယောက်ျားတော့လောက်အောင်မရှာလို့ဒီလိုမျိုးဖြစ်တာဘယ်သူများရဆိုအဲ့လိုမဟုတ်ပါဘူး compare လုပ်တယ်နော်အဲ့လိုမျိုးပေါ့အဲ့မှာသွားပြီးတော့ပိတ်မိနေသူကအဖြစ်မရှိဘူးထိုင်ငုံနေထိုင်ငုံနေမှာပေါ့နော်ဒါပေမဲ့ creator mindset မှာရှိရတူကကြောင့်ဘလို့လဲဆိုလို့ရှင်ငါအဲ့ဒီအခြေအနေကနေအကောင်းဆုံး the best possible way ဖြစ်တဲ့နီးလန်းကပါလေအဲ့ဒါပါလေဆိုတော့ तू က creator role မှာရှာတယ်အော်အဲ့ဆာလေးမှာကျွန်မရေးထားတယ်အမျိုးသမီးအင်ရှင်မတယောက်ကြောင့်ရေးထားတယ် तू ကပါလေဆိုတော့ဟုတ်တယ်ခုနပြောတဲ့ပုံစံလေးလိုမျိုးပဲဒါပေမဲ့ तू ကပုံ तू ရဲ့ပုံစံအဖြေရှိတယ်အဲ့တော့ तू ပါလေဈေးတွားတယ်အဲ့ तू ယူသွားတဲ့ပတ်စံလေးဘယ်လောက်ပေါ့နော် तू ရေးထားတယ်အဲ့ရေးရေးထားတယ်အဲ့မှာ तू ဘဲဥလေးဘယ်နှလုံးဝယ်တယ်အာလူလေးဘယ်နှလုံးဝယ်တယ်အဲ့ပြီးတော့ဘဲဥလေးချမ်းပြီးတော့အဲ့ဘယ်လောက်ချက်တယ် ဘယ်ပင်အလူလေးကြော်တယ်ညနေစာကြတော့ဘလို့အဆရှိတဲ့ပြင်ပေါ့သူ့အိမ်မှာလည်း၃ယောက်ပဲရှိတယ်လူကလေအဲ့တော့ तू အဲ့ဒါလေးနဲ့ तू ဟင်းတစ်ခွက်ဖြစ်အောင်စီမံတာအဲ့ဒါလေးတွေ तू နေတိုင်းတင်တယ်အဲ့ဒီအချင်းမမေရအဲ့ဒါဘယ်အချင်းလဲဆိုလို့ရှိရင်အဲကိုဗစ်တွေဖြစ်နေတဲ့အချင်းကိုကျွန်မစိတ်ထဲမှာထင်တယ်ဟုတ်တယ်2020လောက်ပေါ့နော်ကျွန်မအဲ့ဒီမှာမှတ်ချက်ကလေးအောင်ရေးထားတယ်2020ရေးခဲ့တဲ့စာစီဘာလို့ဆိုဈေးနှုန်းတွေအရန်ကွာနေမှာဆိုလို့လေအခုဒီချိန်မှာပြန်ဖတ်ကြည့်တဲ့အခါကျတော့နော်2020လောက်ကအဲ့ဒါလေးကို तू ဲ့လိုမျိုးလေးသူရေးရေးပြီးတော့တင်တဲ့ခါကျတော့သူများတချို့တွေလည်း appreciate ဖြစ်ကြပါတယ်ကျမလည်း appreciate ဖြစ်တယ်ကျမဆိုမလုံးနိုင်ဘူးလေအဲ့လိုမျိုးကျမမသိဘူးအဲ့လိုမျိုးနော်ဒါပေမဲ့သူလုံးနိုင်တယ်ဆိုတာဒါချီးကျူးရမှာဘာလဲဆိုတော့ဒီလိုမျိုးဟိုအကုန်လုံးခက်ခဲနေကြတဲ့အခြေအနေတခုတွေကနေပြီးတော့သူက ဒါသူ့ရဲ့ family အတွက်ကိုသူအကောင်းဆုံးလေးတွေသူလုပ်ပေးနိုင်နေဆိုတော့ဒါ create လုပ်ပေးနေတာ creator mindset နဲ့သူနေနေအဲ့တဲမှာသူစိတ်ညစ်နေတဲ့အဲမှာလည်းမပါဘူး။ထိုင်ငုံနေတဲ့အဲမှာလည်းမပါဘူး။ blame နေတဲ့အဲမှာလည်းမပါဘူး။သူ့သူအကောင်းဆုံးလေးသူဖြစ်အောင်သူလုပ်သွားတယ်ပေါ့။သူ control လုပ်လို့ရတာကို तू control လုပ်သွားတယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင် creator mindset ပဲ။ဒါ तू က victim နေရာမှာနေရမဟုတ်ဘဲနဲ့ creator နေရာမှာနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအခွင့်အလမ်းနေနောက်တော့ကဖြစ်နိုင်ကြတယ်အဲ့ဒါတွေကိုလုပ်နိုင်တဲ့ power ကိုရတယ် empower ပြန်ဖြစ်တာအဲ့ညာကျမဆိုလို့ရှိရင်ဒီနေရာမှာကျမအဲဒါလေးပြောပြရှင်ဘာလို့ဆိုဒီတိုင်းပဲပေါ့နော်ဒီ persecutor ပါ challenger ပါအဲ့လိုမျိုးပြောရင်လည်းခေါင်းထဲမှာဆွဲမှာမဟုတ်အဲ့ဒါကျမ story လေးအများကြီးပြောပြနေဒီမှာလေကျမပထမဦးဆုံး America ရောက်တဲ့နေ့မှာဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့အစီမှာ menu တွေကြည့်ရဲဆိုစားတောက်ဆိုင်ကမ menu တွေကြည့်ကျမလုံးဝနားမလဲဘူးအဲ့ menu တွေလုံးဝနားမလဲတော့ကျမဘာလုပ်လဲဆိုရင်ကျမယောက်ျားမှားတာကိုကျမလိုက်မှားတယ် မလို့ချင်းပြင်ကျွန်မမစားနိုင်ဘူးမကြိုက်ဘူးအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျွန်မနှမျိုးရနှမျိုးရကျွန်မမီလူဖြစ်တာပေါ့နော်အဲ့တော့ကျွန်မနောက်ပိုင်းကျတော့သူ့ထဲကနေပြီးကျွန်မနှိုက်စားမယ်လို့ပါလို့လုပ်တယ်အဲ့ကျွန်မရောက်ကြကျွန်မမကြွေးဘူးသူကပြီးတော့ဘာပြောလဲဆိုတော့ menu ကိုကိုယ့်ကိုဖတ်နော်စဖတ်တတ်တယ်ရအောင်ဖတ်ဖတ်ပြီးတော့ရအောင်မှာတက်အောင်မှာသူကအဲ့လိုကျွန်မကိုပြစ်ထားတယ်ဖက်လာအဲ့ကျွန်မစစချင်းတော့စိတ်ဆိုးတယ်စိတ်ဆိုးတယ်ဆိုတော့ဟာပေါ့နော်ငါ့ကိုပေါ့သူကမလုပ်ပေးဘူးပေါ့အဲ့ကျွန်မ victim နင်းမှာရောက်နေတာလေ victim နေရာမှာကျမနေတယ်။ဒါပေမဲ့ तू ကကြတော့အဲ့ rescue နေရာမှာမနေဘူး။ तू ကဘယ်နေရာမှာနေလဲဆိုအဲ့ coach နေရာမှာနေတာ။အဲ့ဒီ triangle လေးကိုကြည့်လိုက်ရင် crossing ဖြစ်နေရနော်။ကျမက victim မှာနေရယ်။ तू ကဟိုဘက်အကြောင်းဆုံးက coach နေရာမှာ तू ကသွားနေရယ်။နေတော့ဘာဖြစ်လဲဆို coach တွေကဘာလုပ်ဒီမှာ coaching coaching နေပြောကြတယ်လေ။နောက် coach တွေကကြတော့ဘာလုပ်တာလဲဆို तू ကလမ်းပြပဲ။ तू ကဘာလဲဆိုလူတယောက်ရဲ့ ability ကို तू ကသိတယ်။ ူတယောက်ရဲ့လုံနိုင်စွမ်းကိုသူကသိတယ် coach တွေကအဲကြောင့်မလို့ပါလေကျမတို့ coach တွေစီသွားလို့ရှိရင်တို့ကပါလေကျမတို့လုတ်ပေးလိုက်တာလေလမ်းပြပေးလိုက်တာကိုလမ်းကိုရှောက်နိုင်မှုသူကပြအဲ့တော့ကျမယောက်ျားဆိုလို့ရှိရင်သူကအဲ့လီအဲ့ဒီလိုမျိုး rescue အနေမှာလုံးဝမနေဘူးသူကကျမတို့လုတ်ပေးလို့ရတယ်ဒီအဲ့နေတာဆိုရင်တော့ကြိုက်မှာကျမလည်းအဲ့လိုလုတ်လုတ်ခန့်ကျင်တာလုတ်ပေးစေချင်တာအဲ့တော့အဲ့လိုမျိုးပြောလိုက်ရတယ်ဒါပေမဲ့ तू အဲ့ဟာမျိုးမပြောဘူးမပြောဘဲနဲ့ तू ကဘာလုပ်လဲကိုကကိုမှာနော်မသိလို့ရှိရင် तू မေး तू ပြောပြမယ် တော့ဒါပေမဲ့ငါမာတော့လဲလိုက်ငါတရားလဲနိုင်မစားနဲ့ငါမာစင်တူလဲမမာနဲ့ဒီမှာနေမာတတ်အောင်လို့ဆိုတော့နောက်ဆုံးကျတော့ဒီမှာဘာဖြစ်လဲဒီမှာမာတတ်တယ်ဒီမှာဟိုတော်တော်လေးဒီမှာဟိုဘူဇာပေါ့နော်ဒီမှာဘူဇာတော်တော်စားတတ်တယ်အဲ့ဒါဘာလဲဆိုရင်နောက်ဆုံးကျဒီမှာအဲ့လိုပဲရောက်သွားသူများနိုင်ငံရောက်သွားတဲ့အခါကျဒီမှာအဲ့လိုမင်းနျူးတွေလိုက်ကြည့်ရင်လိုက်ကြည့်နေဒီမှာအဲ့လိုအကုန်လိုက်မာတာပေါ့နော်ဒါပြီးရင်ဒီမှာမှတ်ထားတယ်အဲ့လိုလုံနေတယ်ဘာဖြစ်လဲတတ်သွားအဲ့တော့ဒီမှာဘာဖြစ်သွားလဲဆိုတော့ victim နေရာမှာမရှိတော့ဘဲနဲ့ creator နေရာရောက်သွားတယ် အဲ့လိုပုံစံကဘာလဲဆိုမိသားစုထဲမှာလူတစ်ယောက်က role တစ်ခုပြောင်းလိုက်လို့ရှိရင်ကျန်တဲ့သူလည်းလိုက်ပြောင်းတယ်အဲ့တော့ကိုက rescue အနေမှာအမြဲနေရဆိုရှင်ကိုနဲ့ဘေးနားမှာရှိရသူက victim အမြဲဖြစ်ဒါပေမဲ့ကိုက coach နေရာကိုရောက်သွားလဲဆိုလို့ရှိရင် तू ကအလိုလိုနေ creator နေရာကိုရောက်သွားတယ်เนาะအရင်စိတ်ဝင်စားဖို့ကောင်းနေเนาะ role လေးပြောင်းသွားအဲ့ role ပြောင်းတာဘာနဲ့ပြောင်းလဲကျတော့ mindset နဲ့ပဲပြောင်းတာ ဒီ mindset ကိုပြောင်းလိုက်တာ ਨੇ ဘာဖြစ်လဲဆိုကိုယ့်ရဲ့ role လည်းပြောင်းသွားတယ်ကိုယ့်ရဲ့ power လည်းပြောင်းသွားတယ်သူများရဲ့ power လည်းပြောင်းသွားတယ်အဲ့တော့ခုနပြောရဲ့ security ဆိုရက်နေရာမှာ तू ကလိုက်ပြီးနေရာတကာလိုက်ပြီး blame နေเนาะအစရှိသဖြင့်အဲ့မျိုးဖြစ်တယ်ဆိုလို့ရှိရင်เนาะ तू ကဒီဘက် role ကိုပြောင်းတဲ့အခါမှာ challenger ဆိုတာဘာလဲဆိုစိန်ခေါ်ရဆိုတာလိုက်ပြီးဟိုငါနေ fight မလားငါနေရန်ဖြစ်မလားဆိုစိန်ခေါ်ရမှာမဟုတ်ဘူးဘာလဲဆိုကိုယ့်စီမှာလည်းကောင်းတာရှိရယ်သူ့စီမှာလည်းကောင်းတာရှိရယ် ူ့မှာလည်းတန်ဖိုးတစ်ခုရှိကိုယ့်မှာလည်းတန်ဖိုးတစ်ခုရှိအဲ့ဒါတွေကိုပေါင်းပြီးတော့ဘာတွေလုပ်ကြမလဲကောင်းအောင်ဘာလုပ်မလဲဆိုတာ initiative in initiative ယူတာပေါ့နော်စစချင်းကိုစပြီးတော့လှုံ့ဆော်ပေးလိုက်တယ် motivation ရအောင်လုပ်ပေးလိုက်တယ်အဲ့ဒါမျိုးကိုဆိုလိုတာဖြစ်တယ်အဲ့တော့ကိုကထားလိုက်ပါတော့ကျမဒီ rescue အမြဲဖြစ်နေဆိုကျမဘေးနားကသူက persecutor အမြဲဖြစ်နေတယ် ဘာလို့ဆိုကျမလိုက်စီစဉ်နေရလေသူပြောသလိုပေါ့နော်အလိုက်မစီစဉ်နဲ့ကျမမရအောင်မနေနိုင်အောင်အရင်လိုက်စီစဉ်နေနေရတကနော်ကျမရဲ့ပုံစံဘလို့ကျမအကုန်လုံးအစီစဉ်တကြကျမမနေ့ပြန်ဘယ်သူဘယ်ဟုတ်သွားမယ်ဆိုကျမဒီနေ့ညမှာစပါပြီရကျမဘယ်အချိန်မှာကားလာမယ်နော်ပြီးလို့ရှင်ဘလို့သွားမယ်ဘယ်အဲ့လိုမျိုးကျမလုံးဝအဲ့လိုလေးတောက်ဖြစ်နေမှကျမဒီနေတတ်တယ်အဲ့ကျမရဲ့ပုံစံလေအဲ့တော့အဲ့လိုကျမအဲ့လို rescue လို့တာပေါ့เนาะဘသူဆိုလို့ရှင်ဘလို့ပုံစံနဲ့သွားเนาะကျွန်မအကုန်စီစဉ်ပေးထားတယ်เนาะနေဒီမှာနေเนาะပေးနေဒီလိုသွားเนาะဒီလိုစားเนาะအဲ့အဲ့အရာတွေအကုန်လုံးမလုပ်ဘူးဆိုရင်လည်းကျွန်မအယမ်းစိတ်ဆိုးတယ်เนาะအဲ့လိုပုံစံကျွန်မပုံစံအဲ့တော့ကျွန်မ rescue နေရာမှာအမြင်နေနေတော့ကျွန်မဘီနာကလူကလည်းခုနပြောသလို persecutor လည်းဖြစ်နိုင်တယ် victim လည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်မအိမ်မှာကျွန်မ role ပြောင်းကြည့်မယ်ကျွန်မ coach နေရာနေနေလိုက်မကျွန်မအမေကိုဆိုလဲကျွန်မမမေလောက်တတ်ပါတယ်ဒါ နော်ကိုယ့်အကူလုပ်လဲရတယ်နော်ဒီလိုလေးလုပ်လိုက်နော်တေချာလေးမှတ်ထားမိမိအဲ့လိုမျိုးဆိုလို့ချင်း तू ကလည်းဘာဖြစ်လဲအဲ့ victim နေရာမှာမနေတော့ဘူး तू ကလည်း creator နေရာကိုရောက်သွားပြောမယ်ဆိုလို့ရှိရင်အဲ့ drama triangle ဆိုတာတကယ်ပြောလို့ဘယ်သူမှမနေခြင်းကြောင့်ဒါပေမဲ့ကျမတို့ကရောက်မှမသိတော်တော်ရောက်နေတတ်တယ်အဲ့တိုင်မပေါ့ဆိုအချက်တွေကအရင်ပါနေတာလေအချက်တွေအရင်ပါနေရောကျမတို့အဲ့ drama triangle လေးမှာရောက်မယုံမထွက်နိုင်ဒါပေမဲ့အဲ့ဒီတိုင်ကနေကျမတို့ယုံထွက်နိုင်လိုက်လို့ရှိရင်ဘာဖြစ်သွားလဲဆိုရင်အရင်နေလို့ကောင်းတယ် လူတယောက်ကလေပါဝါရှိရဆိုအရင်နေလို့ကောင်းနော်ဒီမှာဒီနေရာမှာဆိုလို့ရပါဝါဆိုစိတ်ထဲမှာစိတ်ခွန်အားရှိနေစိတ်အားပြည့်နေအဲ့လိုမျိုးဖြစ်တာအဲ့တော့ဘာဖြစ်လဲဆိုအခွင့်အလမ်းတွေပို့ပြီးတော့မြင်နေဖြစ်နိုင်ခြေတွေကိုပို့ပြီးတော့မြင်နေအချင်းချင်းပို့ပြီးတော့တံမိုးထားတယ်သူ့ရဲ့သူ့လည်းရှော့မတွေ့ဘူးသူလုံးနိုင်တယ်ဆိုတာလည်းသိတယ်အဲ့လိုမျိုးပုံစံဖြစ်သွားတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုလို့ရှိရင်ကျမတို့ရဲ့လူမှုဆက်ဆံရေးမှာအရန်ကိုအဆင်ပြေလာနိုင်တယ် ် drama triangle တွေမှာဆိုကျွန်တော်တို့ drama တွေပဲဖြစ်နေတာလေမလို့အပ်ဘူးမလို့အပ်ဘူးနဲ့ကျွန်တော်တို့စကားတွေအများကြီးပြောရတယ်ကျွန်တော်တို့ရန်နေဖြစ်ရတယ်နော်စိတ်တည်ညရတယ်အဲ့လိုမျိုးဖြစ်တာဒါပေမဲ့ empower ဖြစ်သွားတယ်ဆိုတဲ့အခါမှာဘာလဲဆိုသူလည်းလွတ်လပ်မှုရှိရယ်ကိုယ်လည်းလွတ်လပ်မှုရှိရယ်သူ့ကိုယ်လည်းလေးစားရယ်ကိုယ့်ကိုယ်ကိုယ်လည်းလေးစားရယ်အဲ့လိုပုံစံဖြစ်တယ်ဒါပေမဲ့အမြင်နဲ့ပဲကျွန်တော်တို့ဒီမှာအဖြေရှိနေဘယ်တော့မှပိတ်မိနေရယ်ဆိုတဲ့အခါမျိုးမရှိခုနကပြော empowerment uh triangle ဘက်ကိုပြောင်းကျင်နေဆိုလို့ရှိရင်အဓိကအရေးကြီးတာဘာလဲဆိုလို့ရှိရင် self awareness ကအရေးကြီးအခုကကိုဘာဖြစ်နေလဲဆိုတာသိဖို့အရင်အရေးကြီးအဲ့ဒါကြောင့်အမြဲ check in တော့ပါကိုယ့်ရဲ့ emotion တွေဘလို့ဖြစ်လဲကိုကစစ်ဆင်ရေးတခုမှာကျွန်တော်တို့တွေဒီအစင်မပြေနေဘူးဆိုလို့ရှိရင်အဲ့ဒါဘာဖြစ်လို့လဲပေါ့ကိုကဘယ်နေရာမှာနေနေလဲဘာသွားလုံနေလဲသူများအဲ့ဒါကျွန်တော်တို့စဉ်းစားရမယ့်အချက်ဖြစ်တယ်သိပြီးတော့မစဉ်းစားနိုင်တာတော့ကိစ္စတစ်ခုပေါ့နော်ဒါကတော့ different issue သိတယ်ဒါပေမဲ့မလုပ်ဘူးဆိုတာအဲ့ဒါအဲ့ဒါတအုပ်စုပေါ့ပြောရမယ်ဆိုလို့ဆိုတခါလေးကျရင်အဲ့ထဲမှာပါတတ်တယ်နော်ငါသိရောသိရဒါပေမဲ့ငါမလုပ်ဘူးဆိုတာပြောလို့နော်အဲ့မျိုးလေကျမတို့ပါတတ်တယ်အဲ့တော့အကြီးကပြောချင်တာပါလေကျမဒါလေးကို recap ပြန်လုပ်ပုံနဲ့ဆိုလို့ရှိရင်အခုကဒါကျမတို့စီမာတွေမဟုတ်ဘူးကဘာအရရကဘာနဲ့တုံးမှမှာခက်ခဲမှုတွေဟောဒါတွေကကျမတို့ရင်ဆိုင်နေရတာဖြစ်တယ်နော်အဲ့တော့အဲ့လိုမျိုးအခြေအနေမှာအကုန်လုံးကဟိုကြော်ဖြတ်နေကြတာပေါ့နော်သူနီးသူဟန်နဲ့အကုန်လုံး ကျော်ဖြစ်နေကြတယ်ကဘာသူဘာသားတွေအကုန်လုံးကเนาะလူတိုင်းလူတိုင်းစီမှာပုံပင်သောကတွေရှိတယ်ခက်ခဲနေရာတွေရှိတယ်เนาะအဲ့တော့ဘာဖြစ်လဲဆိုအဲ့လိုနေရာအဲ့လိုအခြေအနေမှာကျမတို့ကအဲ့ဒီ victim လို့မှပဲအမြဲနေနေလို့မဖြစ်ဘူးအဲ့လိုမျိုးနေနေလို့ရှင်ကျမတို့ဒီအရန် drain လာနေမယ် energy တွေကျမတို့အရန် drain လာနေခက်ခဲတဲ့အခြေအနေဆိုတော့လူတိုင်းမှာကြုံကြုံရတတ်ပါတယ်เนาะအဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်အဲ့ဒီအခြေအနေမှာကျမတို့က creator role မှာနေဖို့အရေးကြီးတယ်เนาะအဲ့ဒါမှာကျမတို့ကဆက်ပြီးတော့ move on လုပ်နိုင်တာ victim မြန်မာပဲသွား stuck မဖြစ်ပင်နဲ့ကျမတို့ set ပြီးတော့ move on လုပ်နိုင်ဖို့ဆိုတာကဘာလဲဆိုလို့ရှိရင်ကျမတို့အဲ့ creator role မှာနေမှမရ for example အခုကျမအလုပ်လုပ်နေပေါ့ကျမဘာနဲ့လုပ်လို့ကျမအလုပ်လုပ်တဲ့နေရာမှာကျမ creator mindset နဲ့လုပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုနိုင်ကလည်းအဲကျမတို့အလုပ်ကလည်း creation တွေအများကြီးထည့်ရတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့် creative မဖြစ်လို့ရှိရင်ကျမတို့အလုပ်မပြီးဘူးအဲ့နေရာနော်ကျမတို့စာရင်းနေရတာဖြစ်တဲ့အတွက်ကြောင့် နော်ဒီလိုမျိုးပြောဆိုနေရတာရှိရယ်နော် talk တွေရှိရယ်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲ့ဒီမှာကျမတို့တွေဒီနော်ဟို creator mindset နဲ့မနေဘူးဆိုလို့ရှိရင်အဖြေတွေမရှိဘူးထွက်မလာဘူးနော်နီးလန်းတွေမထွက်လာဘူးအဲ့လိုမျိုးပေါ့အဲ့တော့ကျမဒီနေရာမှာ victim နေရနေမှာဘာမှလုပ်လို့မရတော့ဘူးခေကပြည့်နေပြီစိတ်ညစ်လိုက်တာနော်မလုပ်တော့ဘူးဆိုကျမအရင်ဆုံးအဲ့လိုလွတ်ချလိုက်ကြည့်မယ်ကျမအဲ့ဆိုဘယ်သူဘာဘာအရင်ဖြစ်မလဲဆိုအရင်ဆုံးကျမရဲ့ team ကနံပါတ်1ပုတ်ခနဲ့ရက်သွားမှာသူတို့ပဲ အဲ့ကျမတင်းမှရှိရတယ်။သူ့ဟာနဲ့သူ၊သူ့သူ့နေရာနဲ့သူနေပြီးတော့သူတို့အလုပ်ကိုသူတို့လုပ်ပေးနေသူတွေအကုန်လုံးရှိတယ်။ကျမ website လည်းရှိရ၊ YouTube လည်းရှိရ၊ webinar တွေရှိရ၊ talk တွေရှိရ၊နော် Facebook ရှိရ၊ Telegram ရှိရအကုန်လုံးကပါလဲဆိုဟိုကိုယ့်အလုပ်ကိုလုပ်နေကြတယ်နော်။အဲ့တော့ကိုကစပြီးတော့ victim role မှာရောက်လိုက်တယ်ဆိုရင်ဘာဖြစ်လဲဆိုအရင်ဆုံးပထမဆုံးအဲ့တင်းတစ်ခုလုံးကရက်သွားမှာဖုတ်ခနဲ့ရက်သွားမှာပဲ။ ပြီးလို့ရှိရင်နောက်ဘာတွေရက်သွားမလဲဆိုကျွန်မရှိနေတဲ့ community မှာလည်းရက်သွားမယ် impact တွေဖြစ်လာမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့လူတွေကဘာလဲဆိုလို့ရှိရင်တယောက်နဲ့တယောက်ကအမြင်နဲ့ပဲချိတ်ဆက်နေကြတာဖြစ်တယ်နော်ကို role ပြောင်းလိုက်တယ်ဆိုလို့ရှိရင်သူများရဲ့ role ကလည်းဘာဖြစ်လာလဲသွားပြောင်းနိုင်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကိုကကိုယ့်ရဲ့ perspective ကိုယ့်ရဲ့ point of view က positive ဖြစ်တယ်ဆိုသူများကလည်း positive ဖြစ်လာတဲ့ခါမျိုးဖြစ်တတ်တယ်ကိုက empower ဖြစ်လာတယ်ဆိုသူများလည်း empower ဖြစ်လာတယ် တော့အလုံးမှာပဲဖြစ်ဖြစ် relationship မှာပဲဖြစ်ဖြစ်မိသားစုတွေမှာပဲဖြစ်ဖြစ်ကျမတို့သိရမှာဒီဘာလဲဆိုလို့ရှိရင် victim role မှာဘယ်တော့မှမနေပါနဲ့အဓိကတော့ဒီ topic ကိုလည်း victims in the trauma triangle လို့ပေးရပါလဲဆိုတော့တော်တော်များများဒီအဲ့ victim နေရာမှာနေတတ်တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့နေရာကိုထိုးစင်းပြီးရောက်နေခက်ခဲတဲ့အခြေအနေကြုံရတဲ့အချိန်မှာနော်အဲ့ role ကနေမနေဘဲနဲ့ creator role ကနေပြီးတော့နေနိုင်မှုကိုစူးစမ်းပေးပါဒါတော့ကျမရဲ့ reminder လေးဖြစ်ပါတယ်